ဂျိုးဂျိုရန်က new metal လောကထဲမှာတော်တော်လေးလွမ်းမိုးမှုရှိခဲ့ပါတယ်သူရဲ့လမ်းမိုးမှုကတော့ drum အမြင်မြန်ဆန်ဆန်တီးနိုင်ပြီးတော့သူရဲ့ drum ကိုကစားပုံလာလဲသူများရင်လည်းမတူပဲနဲ့ထူးခြားနေပါတယ်သူရဲ့ drum ကိုကစားပုံလာလဲတည်သက်လှပလွန်ပါတယ်ဒါရင်မဲလားဆိုတော့မဟုတ်သေးပါဘူးသူတို့ကချင်းများဖြစ်တဲ့ way and bleed duality before i forget ဆိုခဲ့တဲ့သတင်းများကိုဂျိုဂျော်ရန်ကိုယ်တိုင်ရေးသားခဲ့ပြီးတော့တေးချာပိုင်နိုင်စွာတီးခတ်ခဲ့ပါတယ်ပြောရလဲဂျိုဂျော်ရန်က Brandon Magazine နဲ့ Drama တို့မှနှစ်စဉ် Drama ဆုကိုအမြဲရရှိခဲ့တယ်ဟုတ်ဗျာပြီးတော့လဲ2006ခုနှစ်တွင်ကျင်းပတဲ့ Grammy ပါလဲသူတဲ့နောက်အသင်းနဲ့သူထိုင်တိုင်းတိုင်းရရှိခဲ့ပါတယ်ကိုကြီးကတော့ lifestyle မှာတော့ပမာဘဝလေးကိုရရှိထားပေမဲ့လဲ Horror ရုပ်ရှင် movie နဲ့တောက်တွေဖက်ရတော်တော်လေးဝန်လာပါခဲ့ပါတယ်ဂျိုဂျော်ရန်ကရသမားလုံးလုံးဖြစ်ခဲ့ပေမဲ့လဲ သူ့ရဲ့ရက်သေးတာပေါ်ဆွဲလန်းတဲ့စိတ်ကိုကြော်လွမ်းနိုင်ခဲ့ပြီးတော့ကျမရိုးလည်းလိုက်စားခဲ့ပါတယ်ဂျိုးကျော်ရဲ့မှာ side project များစွာလည်းရှိခဲ့ပါတယ်သူ့ရဲ့ side project band တွေဖြစ်တဲ့ Father Mother Mother Dog Ministry ။ဒါလည်းဘန်နေမှာပါဝင်ခဲ့ပြီးတော့စင်မြစ်ခစ်ဆန်ဆိုတီးခတ်ခဲ့ပါတယ်။ပြီးတော့လည်းဂျိုးဂျော်ရန်က9ရက်အတူတိုးဝဲမှာဘလိုင်းရှင်ကိုလီးတတ်ခဲ့ပြီးတော့ပွဲကလည်းတော်တော်လေးကိုဆူခဲ့ပါတယ်။ဒါကလည်း9ရက်စလစ်နောက်မှာတွင်းနေကြထားလို့ပဲပြောလို့ရပါတယ်။ဂျိုးဂျော်ရန်စလစ်နောက်ရှိုးဝဲတစ်ခုမှာဒရန်စင်ကြီးကို360ဒီဂရီလဲတယ်။ဒါဆိုလို့တေးချပိုင်နိုင်သွားတီးခတ်ခဲ့ပါတယ်။အဲမိုးမန်ပါဝါမှာရှိတဲ့ drama အားလုံးကိုဝကနေဝါကနေဖြစ်အောင်ပဲဖန်ဆင်းနိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်း93ခုနှစ်တွင်ဘန်အထောက်အကူခဲ့ပါတယ်။အဲဒီမှာသိရတာက Christopher Manley ယောဂကိုခံစားရနေတယ်လို့ပြောကြခဲ့ပါတယ်2022ခုနှစ်မှာတော့ကျွန်တော်ရဲ့လီဂျန်ကြီးကထိုယောဂနဲ့ပဲလောကကြီးနဲ့ပြိတ္တတွေအလုံးကိုအပြီးတိုင်းနှုတ်ဆက်သွားခဲ့ပါတယ်ကွယ်လွန်ပြီးတဲ့နောက်မှာတော့တကမ္ဘာလုံးကပြိတ္တတွေကဂျိုးဂျော်ရန်အတွက်ဝိုင်းပြီးတော့ဂုဏ်ပြုကြပါတယ်တင်တော်ဖွဲ့ရတယ်ဥပန်းနဲ့ထွက်သွားတဲ့လီဂျန်ကြီးနဲ့ဂျိုးဂျော်ရန်နဲ့ဖောရအတွက် The End Sofa ဆိုတဲ့အဲဗန်ကြီးမှာဂုဏ်ပြုပြီးတော့အသီးမှတ်ပြုခဲ့ပါတယ် အမကျွန်တော်အချင်းချင်းပြန်ပြောပြရရင်တော့ဂျိုးကျော်ရန်ကခေတ်သစ်မဲတဲ့လောကရင်ထင်ကြီးကဒရမာတကောင်ဖြစ်ရပြီးတော့အမဲတဲ့မျိုးဆက်တွေအတွက်ဆန်နမူနာလီးကျိုင်းတယောက်လိုပဲထင်မြင်မိပါတယ်ဂျိုးကျော်ရန်ကယ်လွန်သားမိမယ်လေသူ့ရဲ့တခြင်းတွေသူ့ရဲ့ဒရမ်တီးပုံဒီစနစ်တွေကျွန်တော်တို့အတွက်အဖိုးမဖြစ်နိုင်တဲ့အမွေနေ့တစ်ခုအနေနဲ့ပဲကြံရင်ခဲ့ပါတယ်ဖေဗီဒီယိုလေးရောင်းနေပဲရက်လိုက်ပါမယ်ပုံကတူတယောက်စီကိုပြောရတဲ့အတွက်ဗီဒီယိုကတူကောင်းတူနေလိုက်ပါမယ်အဲအကြောင်းလေးကြိုပြီးတောင်းပန်ပါတယ်ကိုလူလိုအနေနဲ့တင်ပေးသိခြင်းနဲ့အကြောင်းအရာရှိရင်တော့ပမ်းမှာရေးခဲ့လို့ရပါတယ်အောက်မဲ့ peace